အလုံးမဲမင်္ဂလာပါကျွန်မကတော့အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဆမတ်ချက်ခွဲပန်ဖြစ်ပါတယ်ခု2025ခုနှစ်အောက်တိုဘာလ5ရက်နေ့မှာတပန်ကြာရောက်တဲ့ကမ္ဘာ့ဆရာများနေ့အထိမ်မှအမတ်တရားနုခွန်ဆက်စကာပါခွင့်ရတဲ့အတွက်အထူးပဲဂုဏ်ယူဝမ်းမြောက်ကြောင်းရှိဦးစွာပြောကြားလိုတယ်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအနေနဲ့ကမ္ဘာ့ဆရာများနေ့ကိုကျင်းပ20ကျင်းပလာတာခုဆိုရင်6နှစ်မြောက်နေ့ဖြစ်ပါတယ် ေါ့နော်ဒီလေးနှစ်မြောက်ကာလအတွင်းမှာကျမတို့ ਨੇ အတူတူလက်တွဲပြီးမှအာရှေ့တန်းရှေ့တန်းကနေပြီးမှဒီတော်လံပညာကဏ္ဍမှာရွရွချွန်ချွန်ဆုံလဆုံစားပြီးမှပါဝင်လာခဲ့ကြတဲ့ CDM ဆက်ဆံမတွေ volunteer ဆက်ဆံမတွေအားလုံးကိုဝန်တာဂုံယူဂုံပြုကြောင်းအာကျမတို့ပြောကြားလိုတာဖြစ်ပါတယ်အဲကျမတို့ဈာကာလပညာရေးအဲကောင်တက်ဖို့တဲ့အချိန်မှာကျမတို့အခုလက်ရှိအခြေအနေအထိပေါ့နော်ကျမတို့ CDM ဆက်ဆံမှာဒီအခြေခံပညာကဏ္ဍမှာ မြို့နယ်ပေါင်း63မြို့နယ်မှာကျောင်းပေါင်း6000နီးပါးမှာတင်ညာတင်ကြပေးနေကြတဲ့ CDM CDM volunteer ဆက်ဆံမပေါင်း6000ကျော်ရှိပါတယ်။အဲဒီမှာ2000ကျော်ကတော့ CDM ဖြစ်ပြီးမှ volunteer 4000ကျော်နဲ့ကျမတို့ရာသလာပညာရေးကိုဆောင်ရွက်နေကြတာဖြစ်ပါတယ်။အဲဒီကိန်းဂဏန်းတွေကိုကြည့်ချင်းအဖြစ်ဆက်ဆံမတွေရဲ့အင်အား volunteer ဆက်ဆံမတွေရဲ့အင်အားတွေနဲ့ကျမဘလောက်ကျမတို့ဘလောက်တောင်မှအသုံးပြုပြီးရာသလာပညာရေးကိုဆောင်ရွက်နေရတယ်ဆိုတာကိုသိရှိနိုင်မှာသိရှိနိုင်ပါတယ်။ ီဆက်ရှင်မတွေကဆိုလို့ရှိရင်မြေပြင်မှာရောအွန်လိုင်းမှာရောပညာသင်ကြားပေးနေကြတယ်။အခက်အခဲတွေမပြည့်စုံမှုတွေအများကြီးကိုရင်ဆိုင်ပြီးမှအဲတာကာလာမှာပညာရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ပေးနေကြတဲ့အဲဆက်ရှင်မတွေကွန်ပျူထိုက်တဲ့ဆက်ရှင်မတွေဖြစ်ကြပါတယ်။မြေပြင်မှာလူမြောက်နေမြေမှာရှိကြတဲ့ဆက်ရှင်မတွေအနေနဲ့ကတော့တော်လိုင်းရေးတာဝန်တွေကိုလည်းအများကြီးထမ်းဆောင်ရပါတယ်။အဲ့ဒီအတွက်လည်းအဲကွန်ယူဝမ်းမြောက်ပါတယ်။ ဒီနှစ်2025ခုနှစ်အောက်တိုဘာလ5ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာ့ဆရာများနေ့မှာအထူးအဖော်ပြဂုံပြုအတိမပြုလိုတာကတော့အဲကျမတို့ဒီကာလတွေမှာအခက်အခဲတွေကိုခါစီခံပြီးမှတက်ခဏဆုံးရှုံးခဲ့ကြရတဲ့ CDM ဆက်ဆံမတွေ volunteer ဆက်ဆံမတွေကိုအထူးဂုဏ်ပြုကြောင်းပြောကြားလိုပါတယ်။နောက်တစ်ခုကကျမတို့အဲစေအုပ်စုရဲ့ဒီမတရားဖန်ဆီးမှုတွေချိန်ချောက်မှုတွေအမျိုးမျိုးကြောင်းနေရာရွှေ့ပြောင်းနေထိုင်ပြီးမှ အထွက်ပြေးတင်းရှောင်နေရတဲ့ CDM ဆက်ဆံမတွေအခက်အခဲတွေကြုံတွေ့နေရတဲ့ CDM ဆက်ဆံမတွေရအခက်အခဲတွေကိုလည်းကျမတို့ဒါတိမပြုစ조사ရုံးကန်နေမှုတွေကိုကျမတို့အထူးအတိမပြုအောက်မေတတိယအကြောင်းအဖော်ပြလိုပါတယ်။နောက်ပြီးကျမတို့အသက်60ပြည့်ခဲ့တဲ့ဒီလုံးတက်ရင်ဆရာကြီးဆရာမကြီးများဒေါ်လာရေးမှာပါဝင်ရင်းနဲ့အသက်60ပြည့်သွားခဲ့တဲ့ဒီလုံးတက်ရင်ဆရာကြီးဆရာမကြီးများကိုလည်း ဒီနှစ်ကမ္ဘာဆရာများနေ့မှာအထူးဖော်ပြဂုံပြုအဲတီမပြုလိုပါတယ်ဆရာမတို့ရဲ့မုံမြတ်တဲ့စိတ်ထားနဲ့ဆုံလွှတ်ဆုံစားခြင်းတွေအနစ်နာခံမှုတွေနဲ့အဲပေးဆက်လိုမှုတွေတော်လိုင်းရေးမှာရွရွချွန်ချွန်ပါဝင်မှုတွေအဲကျောင်းသူကျောင်းသားတွေကိုဒါခက်ခဲကြားနေပညာတင်ကြားပေးနေမှုတွေအားလုံးကိုဒါအထူးအအလေးအနက်ထားအလေးအမြတ်ပြုပြီးမှအတီမပြုကြောင်းပြောကြားလိုပါတယ်။နောက်ပြီးဒီ ပညာရေးအဆက်မပြတ်ဖို့အတွက်ပေါ့နော်ဒီလှုပ်ဆောင်ပေးမှုတွေအားလုံးအဲဒီတော်လိုင်းရေးထဲမှာကြာရကဏ္ဍကနေပါဝင်နေမှုအားလုံးတွေကိုကျမတို့အနေနဲ့အထူးအလေးမြတ်ပြုအဲဂုံယူပါကြောင်းအတိမတ်ပြုပါကြောင်းပြောကြားလို့ရနောက်ဆုံးအနေနဲ့ဒီဆက်ဆံမတွေရဲ့ဒီအာဆုံးလဆောင်ဆောင်မှုတွေနိနာခံမှုတွေအလဟတမဖြစ်သွားအောင်ကျမတို့ဆက်လက်စူးစမ်းပြီးမှဒီတော်လိုင်းရဲ့အောင်မြင်တဲ့အထိအဲကျမတို့အားလုံးဆက်လက်စူးစမ်းသွားဖို့လဲ အဲအလုံးကိုလည်းတိုက်တွန်းလိုပါတယ်။နောက်ပြီးဒီဂျာကာလာအတွင်းမှာအခက်အခဲဂျာကနေယုံကဆောင်ရွက်ပေးနေကြတဲ့ပညာသင်ကြားပေးနေကြတဲ့ဆက်ဆံမတွေ၊ volunteer ဆက်ဆံမတွေ၊ CDM ဆက်ဆံမတွေကိုလည်းအလုံးဆက်လက်ပြီးဝိုင်းဝန်းပံ့ပိုးပေးကြဖို့အဲဦးစားပေးအနေနဲ့ပေါ့နော်။ဒါဝိုင်းဝန်းပံ့ပိုးပေးကြဖို့လည်းအလုံးကိုတိုက်တွန်းရင်းနဲ့ပဲကမ္ဘာ့ဆရာများနေ့ထိမ့်မှဆက်ဆံမတွေကိုအဲအဲဂုံယူ ဂုံပြုတ်တဲ့မနှုတ်ခွန်းဆက်စကားကိုဒီမှာပဲရန်နာလိုက်ပါတယ်ကျေးဇူးများတင်ပါတယ်